အားလုံးပဲမင်္ဂလာပါဗျာဖိုကောနီနီပညာနေပြန်နေကြိုဆိုပါရယ်ဗျာဒီနေ့မှာတော့အရန်လေးနဲ့ဖုန်သလုံးကိုပေါ်ပေါ်တော့ရှင်နေမြောက်ပေးမှာဖြစ်ပါရယ်ဗျာအဲ့တော့ကျွန်တော်ဖုန်းတွေက gate တွေအများကြီးပဲဗျာ run တွေအများကြီးပဲဘာမှမထည့်သေးမြဲပြည့်ပြည့်သွားတယ်အဲ့တော့ gate storage တွေတော့အများကြီးရှိတယ်ဗျာ128 gate တို့စပြည့်ရှိတယ်ဒါပေမဲ့ဖုန်းကဘာမှမထည့်ရသေးပဲပြည့်ပြည့်သွားဆိုတော့ message များအတွက်အခုကျွန်တော်ပြပြတိုင်းရှင်းလို့ရပါတယ်ဗျာကျွန်တော်အခုဥပမာအနေနဲ့ဒီနေ့ပြပေးမှာတော့ကျွန်တော် Redmi ဖုန်းတစ်လုံးနဲ့ပြပေးမှာဖြစ်ပါတယ် Redmi ဖုန်းမိဖုန်းနဲ့ပေါ့နော်ဒီနေ့ ဒီဖုန်းတို့နဲ့ပြပေးမယ်။နောက်ရက်ဒီနောက်ရက်ဒီမှာတော့ Vivo, Oppo, Samsung, Huawei, iPhone စတဲ့နောက်ဖုန်းတွေကိုလည်းဆက်လက်ပြီးမြောက်ပေးပါဦးမယ်ဗျ။ Okay တော့ဆိုရင်ထုံးစံတိုင်းပဲကျွန်တော်တို့တွေအဲ setting နဲ့ကိုတစ်ချက်လောက်သွားလိုက်ပါမယ်နော်။ setting နဲ့ကိုသွားလိုက်မယ်။ setting နဲ့သွားပြီး storage ဆိုပြီးရှာပေးရမှာဖြစ်ပါတယ်ဗျ။အဲ့တော့ storage တွေကိုတစ်ချက်လောက်ရိုက်ပေးလိုက်ပါနော်။ Okay ဒါဆိုရင်အပေါ်အပေါ်ဆုံးမှာပဲ storage ဆိုတာလေးပါပါတယ်။ အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါဗျဒါဆိုဒီနေရာဒီနေရာကိုတော့အားလုံးတိပ်ပြီးသားလို့အားလုံးတိပ်ပြီးသားလို့ထင်ပါတယ်ဗျဒီနေရောက်လာလို့ရှိရင်လည်း story တွေကို select နှိပ်ပြီးလိုက်ပါဗျ story နှိပ်ပြီးလိုက်ပါတယ် okay ဒါဆိုရင်အခုလိုနေရာလေးရောက်လာပါပြီအခုလိုနေရာလေးကိုအားလုံးမြင်မိမယ်လို့ထင်ပါတယ်အဲ့ဆိုရင်ဒီနေ့ဒီနေရာလေးမှာကျွန်တော်အယောင်လေးတွေနဲ့ဘယ်ဟာဘလောက်စားတယ်ဘယ် software ကဘလောက်စားတယ်ဘယ် gig ကဘလောက်စားတယ်အဲ video ကတော့ဘလောက်စားတယ်စပြည့်ဒီမှာသူအယောင်လေးနဲ့ကျွန်တော်တို့လာပြပေးနေတာမျိုးလေးအားလုံးတွေ့မှာပါ โอเคဒီနေ့ရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအပေါ်အပေါ်ဆုံးရှိတဲ့ကျွန်တော်တို့ app လေးကိုနေပြမှာဖြစ်ပါတယ်ဗျ app and data လေးပေါ့เนาะအဲโอเคအပေါ်အပေါ်ဆုံးလေးမှာပါပါโอเคအဲ့ဒါလေးရောက်လာပြီဆိုလို့ရှိရင်တော့ဒီကောင်လေးကိုတစ်ချက်လောက်နေပြလိုက်ပါဗျာ ဲဒါဆိုကျွန်တော်တို့ဖုန်းတွေမှာရှိတဲ့ software တွေအားလုံးဒီထဲမှာတစုတစည်းတည်းလာတွေ့ရမှာဖြစ်ပါတယ်အခုလိုမျိုးတွေ့ရတဲ့ဆိုလို့ရှိရင်ねကျွန်တော်တို့ဖုန်းတွေမှာမလို့မလို့ကျွန်တော်တို့ game တွေ software တွေရှိရင်ねတခါတည်းဖြုတ်ခဲ့လို့ရပါတယ်ဥမာပေါ့နော်ဥမာကိုတခါကြလို့ရှိရင် Chrome တွေ browser တွေရဲ့ရှာထားရဲ့ဆိုပါဆိုအဲ Chrome browser တွေကိုတစ်ချက်ဝင်လိုက်မယ်ဝင်လိုက်ပြီးတော့ကျွန်တော်တို့ကဒီမှာရှိတဲ့ clear data လေးလေးလေဒီမှာเนาะကျွန်တော်တို့ clear data လေးလေးလုတ်ပေးခဲ့ဖို့လိုပါတယ်အဲ့တော့ browser လေးတွေကိုအဲ့လိုလေးဝင်ပြီးတော့ကျွန်တော်ဒီမှာဒီမှာလည်း browser ပဲအဲ့လို browser လေးကို clear data လေးကိုကျွန်တော်တစ်ချက်နှိပ်ကြည့်လိုက်မယ်နော် clear data လေး sorry နောက် clear data လေးကိုကျွန်တော်နှိပ်လိုက်မယ် okay ပေးလိုက်မယ်နော် okay ပေးလိုက်မယ် okay ဒါဆိုရင် clear data လေးလုတ်ပစ်လိုက်မယ် okay အခုကျွန်တော်ပြောပြမယ့်နည်းလေးကတော့ဟိုးအောက်ဆုံးကိုတွားလိုက်ပါအောက်ဆုံးတွားလိုက်မယ်အောက်ဆုံးဆွဲချလိုက် အောက်ဆုံးအောက်ဆုံးသွားမယ်နော်โอเคအောက်ဆုံးသွားမယ်ဆိုလို့ရှိရင်ကျွန်တော်အဓိကလိုချင်တဲ့နေရာလာပါပြီဒါကတော့ share file ပဲဖြစ်ပါတယ်ဒီနေရာမှာဒီโอเคဒီဟာလေးကိုတစ်ချက်လောက်နှိပ်လိုက်ပါโอเคဒါဘာလဲဆိုတော့ကျွန်တော်တို့တွေ ဖုန်းတွေတုံးခဲ့တဲ့မြအရာအလုံးဖြတ်ခဲ့တဲ့မြအရာလုံးကို define ထဲမှာလာပြီးထည့် define ထဲမှာလာပြီးသိမ်းပြီးထားတာဖြစ်ပါတယ် define ထဲမှာလာရောက်နေတယ်ဗာမိတ်ဆွေမြဖုန်းတွေတချို့ဖုန်းတွေဆိုတည်တာတယ်3နှစ်4နှစ်5နှစ်လောက်တုံးခဲ့တဲ့ဖုန်းတွေဆိုပြီးသိချရတယ်ဒီထဲမှာလုံးဝပြုံးနေမှာပဲဒီဟာလေးကိုရှင်းပြရမှဖြစ်ပါတယ်ဒါကဘာလဲဆိုတော့ကျွန်တော်ဖြတ်ခဲ့တဲ့မြအရာအလုံးကိုအပြင်ကိုမပြတ်ဘဲနဲ့ဒီညလေးမှာလာစုပေးတာဖြစ်ပါတယ်အဲ့တော့ဒါလေးက vivo ဥပမာလေးပါတယ်နော် โอเคဒီဟာလေးကိုကျွန်တော်ဖြတ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းတွေက story တွေလည်းအများကြီးကျင်မယ်နောက်ထပ်နောက်ထပ်ဓာတ်ပုံတွေလည်းအများကြီးထိုက်ရိုက်လို့ရမယ်ကစ်တွေလည်းအများကြီးကျင်သားမယ်နောက် data တွေအများကြီးထပ်ထည့်လို့ရမှာဖြစ်ပါတယ်ဗျအဲ့တော့ဒီဟာလေးကကျွန်တော်ဘာဘာကြောက်တော့ဒီလိုမျိုးခြံပေးတာလဲဆိုတော့ကျွန်တော်တို့တွေမိတ်ဆွေများကိုပြတ်သွားတဲ့ဖုန်းလေးတွေကိုပြတ်သွားတဲ့ဖုန်းနံပါတ်တွေပြတ်သွားတဲ့ဖိုတိုဗီဒီယိုတွေကိုပြန်လိုချင်တဲ့အခါမျိုးမှာကျွန်တော်ရေးဗီဒီယိုမှာတင်ပေးတင်ပေးခဲ့တဲ့ recovery ဖိုတိုဆိုတဲ့ software တွေနဲ့ပြန်ရှာလို့ရှင်ပြန်တွေ့တယ် အဲ့ဒါဘာကြောင့်တွေ့လဲဆိုတော့ဒီတစ်ချက်နေသူကပြန်ထုတ်ပေးတာဖြစ်ပါတယ်ဒီတစ်ချက်ပြန်ထုတ်ပေးတာပါဒါကြောင့်ကျွန်တော်ပြန်တွေ့တာပေါ့နော်โอเคကျွန်တော်တို့ကတေချာတယ်အသုံးမလုပ်တော့ဘူးဆိုလို့ရှိရင်တော့ဒီဟာလေးတွေအားလုံးကိုဒီ file တွေအားလုံးဖြတ်ပြရမှာဖြစ်ပါတယ်ဖြစ်မဲ့ဆိုလို့ရှိရင်လည်းမိတ်ဆွေများဒီကျွန်တော်တိတ်ချတယ်အနည်းဆုံးနိုင်ဝက်တနိုင်လောက်ထိုင်ဖြတ်မဲ့သဘောမှာရှိပါတယ်ကြည့်ကြလိုက်ပါဒါလေးအမှန်ချစ်မဲ့မှန်ချစ်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 ဒီဟာလေးလေးကိုအကုန်လုံးလိုက်အမှန်ချစ်ပေးရမှာဖြစ်ပါတယ်အကုန်လုံးလိုက်မှန်ချစ်ပေးလိုက်မယ်ချစ်ပေးပြလိုက်ပြီးတော့ကျွန်တော်ဒီဟာလေးဓမ္မကြည့်ကြလိုက်ပါကျွန်တော်အခုလက်တလုံးเนาะကျွန်တော်အခု အခုလက်တလောအချိန်တွေဖြတ်လာဟုတ်ကပါကင်းတစ်ဆယ်လောက်ရှိတယ်။ဟိုအများကြီးပဲနော်။ဒီမှာကင်းတစ်ဆယ်အလုံးပြီးဆိုရှင်နော်။ဒီမှာ delete နိုင်မယ်။ delete လေးနိုင်လိုက်မယ်။ဒါကြောင့်ကျွန်တော်အခုအချိန်တွေဖြတ်လိုက်တာလေးကိုကင်းတစ်ဆယ်လောက်ရှိတယ်။ကျွန်တော်ထပ်ဖြတ်မယ်။ okay ဒါကျွန်တော်မိတ်ဆွေများလည်းအခုလိုပဲအချိန်လေးပေးပြီးတော့ဒီလိုမျိုးလေးလိုက်ဖြတ်လိုက်ပါဗျာဒီမှာနော်အခုအချိန်လေးခဏလေးအချိန်လေးတွင်းပါဦးဒါဒီခုန90အခု second နဲ့ဆိုရင် ခေ30လောက်ရှိသွားပြီခဏလေးတွင်းဟောเนาะကျွန်တော်တို့အချိန်ပေးပြီးဖြည့်အောင်မယ်မိတ်ဆွေများလည်းအချိန်ပေးပြီးဖြည့်ပါ delete နေမယ် delete ထပ်နေမယ်ဒါဆိုရင်တော့အားလုံးပြီးသွားပါပြီတခြားတဲ့မိတ်ဆွေများဖုန်းထဲမှာ data တွေအဲ့တော့ကိုယ့်ရဲ့ဘလောက်ထက်ထက်ထည့်လို့ရသွားမယ် story တွေနေတဲ့မိတ်ဆွေများခုတီနိုင်ရှင်းလို့ရပါတယ်ခဗျအားလုံးသိရှိသွားပြီလို့ထင်ပါတယ်အဆင်ပြေရင် like subscribe နေပြီး update လို့ရပါတယ်ဗျအဆင်ပြေတယ်များကို make လို့ရပါတယ်ကောင်းတော့နေလေးပန်ဆန်ကြပါသေးဗျာ